တင်မော့ဆေးဟာအသေးကြောက်ကအတွက်ကောင်းမွန်တဲ့အပြင်တခြားသောကျမ်းမာရေးအကျိုးကျေးဇူးတွေလည်းများစွာပါဝင်နေတာကိုမျှဝေခြင်းနဲ့မှပို့ပြီးတော့သိလာရပါတယ်။ဘာလို့လဲဆိုတော့ဖြင့်တင်မော့ဆေးမှာယောဂပေါင်းများစွာကိုကုသပေးနိုင်တဲ့ဂုဏ်သက်တည်တွေပါဝင်နေလို့ပါပဲ။တင်မော့ဆေးရဲ့ကျမ်းမာရေးအကျိုးကျေးဇူးတွေထဲမှာကင်ဆာတိုက်ဖျက်ရေးအစွမ်းကထိတ်ဆုံးကပါပဲ။တင်မောဆေးဟာကင်ဆာဆဲတွေကြီးထွားမှုကိုတားဆီးပေးနိုင်ပြီးတော့ရှင်သားကင်ဆာ၊ဥမာကြီးကင်ဆာ၊သွေးကင်ဆာ၊စီးကျိတ်ကင်ဆာနဲ့အဆုတ်ကင်ဆာဖြစ်ပွားမှုတွေကိုလည်းကာကွယ်ပေးနိုင်ပါပြီ။ဒါပြင်ကိုမှအသေးကျန်းမာရေးအတွက်ကလည်းအလွန်ကိုမှအကျိုးပြုပါပြီ။ တတိဖြောက်ရည်တမမဟုတ်ရင်အစားစာတွေထဲမှာတင်မောစင်၅စီ၆စီလောက်ကိုလျှော့ပြီးတော့စားပြီးတာဟာအသေး၆ချင်းကိုလည်းကာကွယ်ပေးနိုင်ပြီးတော့အသေးကိုလည်းကျန်ပါစေပါ යි ။အသေးကျန်မှမှာတော့ခန္ဓာကိုယ်ရဲ့အဆိပ်တောက်ဖယ်ရှားမှုစနစ်တွေကောင်းမွန်စွာလုဆောင်နိုင်မှာဖြစ်ပါ යි ။အသေးလိုပဲကြောက်ကဲကျန်မာရဲ့အတွက်ကလည်းတင်မောစီကအရှိပါပါ යි ။တင်မောစီဟာကြောက်ကဲဆိုင်ရာယောဂတွေကိုကာကွယ်ပေးနိုင်ပြီးတော့ကြောက်ကဲရဲ့လုဆောင်မှုတွေကိုလည်းတိုးတက်ကောင်းမွန်စေပါ යි ။တင်မောစီမှာရောင်ရမ်းမှုကိုတတ်တာစေတဲ့ဂုဏ်သက်တွေလည်းပါဝင်ပါ යි ။ ဒါကြောင့်မလို့အစစ်မြင့်နာကျင်ကြိုက်ခဲတာရှောင်ရဲနာအယူအစစ်တွေနာကျင်တာတွေကိုလည်းတတ်တာစီနိုင်ပါ යි အစစ်မြင့်ရောင်ရဲနာရှိသူတွေအတွက်တင်မော်စီကအထောက်ကူပြုနိုင်ပါ යි ပုံမှန်60ခံရခြင်းကနေကာကွယ်ဖို့အတွက်လည်းတင်မော်စီကအသုံးဝင်ပါ යි တင်မော်စီမှာဖက်တီးရီးယားပုံမှားတွေကိုတိုက်ဖြတ်နိုင်တဲ့ဂုံတက်တွေပါဝင်ပြီးတော့တွေးလွန်တုတ်ကွေးဥယောင်ငံပြစားတဲ့ယောဂါတွေအလွယ်တကူဝင်ရောက်60ခြင်းကနေကိုလည်းကာကွယ်ပေးနိုင်ပါ යි ဒါပြင်ကမှတင်မော်စီဟာလည်းအစာချေစနစ်ကိုကောင်းမွန်စေတဲ့ဂုံတက်တွေပါဝင်နေပါ යි ဒါကြောင့်မလို့အစာမကြေခြင်းလေပွားခြင်းစတဲ့ပြဿနာတွေအတွက်တင်မောဆေကအခုညီပေးနိုင်ပါပြီ။ဒါရီတွေမကတိပါဘူး။တင်မောဆေဟာလေကိုယ်လေးချင်းရှင်းချရမှာလေအထောက်အကူပြုနိုင်ပါပြီ။သူ့မှာပါဝင်တဲ့အမြင့်တက်တွေကအစာချေစနစ်ကိုကောင်းမွန်စေပြီးတော့ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါပြီ။ဒါပြင်တင်မောဆေမှာအစီကျစေတဲ့ပစ္စည်းတွေပါဝင်တာကြောင့်ကိုယ်ခန္ဓာအတွင်းကမလိုအပ်တဲ့အစီပိုတွေကိုလောင်ကျွမ်းစေပြီးတော့ကိုယ်လေးချင်းထိန်းချရမှာလေအထောက်အကူပြုနိုင်ပါပြီ။ဒါကြောင့်မလို့ကိုယ်လေးချင်းရှင်းချလိုသူတွေအတွက်ကလည်းတဘာဝနီလန်ကောင်တစ်ခုပါ။ ။ဒါပြင်ကမှတင်မော့စိတ်မှာကပ်ပါပူမွှားတွေကိုတိုက်ဖြတ်နိုင်တဲ့အစွမ်းလည်းရှိပါရင်။ဦးလန်းကျောင်းထဲမှာဖြစ်ပေါ်တတဲ့တန်ကောင်တုတ်ကောင်လိုမျိုးကပ်ပါပူမွှားတွေကိုဖယ်ရှားပေးနိုင်စွမ်းရှိတယ်လို့ဆိုပါရင်။တင်မော့စိတ်ကိုပုံမှန်လေးစားသုံးပေးမယ်ဆိုရင်တော့ဖြင့်အစာရင်နဲ့ဦးလန်းကျောင်းကိုတန်ရှင်းစေပြီးတော့ကပ်ပါပူမွှားတွေရဲ့ဘေးကနေကာကွယ်ပေးနိုင်ပါရင်။ကလေးတွေမှာဖြစ်များတဲ့တန်ကောင်ပြဿနာတွေအတွက်ကလည်းရှေးရခင်ကတည်းကအသုံးပြုခဲ့ကြတဲ့ရိုးရာကုထုံတစ်ခုပါပဲ။နောက်ဆုံးအနေနဲ့တင်မောစိဟာလည်းတပဒါလာစင်နာကျင်မှုကိုတက်တာစေနိုင်ပါရင် အမျိုးသမီးတွေတမတာလာချိန်မှာဘိုင်းအောင်နာခါနာတာကြိုက်ခဲတာစတဲ့ဝေဒနာတွေကိုခံစားရတတ်ပါရင်တင်မောစီမှာရောင်ရမ်းမှုကိုရှော့ချပေးနိုင်တဲ့ဂုံတက်တိတွေပါဝင်တာကြောင့်တမတာလာစင်နာကျင်မှုတွေကိုတက်တာစေဖို့ကူညီပေးနိုင်ပါရင်ဒါဟာလည်းအမျိုးသမီးတွေအတွက်တကယ်ကိုမှအတုံးဝင်တဲ့တဘာဝစေနီကောင်တစ်ခုပါဒီလိုမျိုးစေစွမ်းထက်တဲ့တင်မောစီကိုတနေ့တစုံလာစားပေးတဲ့နယ်လို့လည်းကျွန်တော်ကတော့အကြံပြုချင်ပါရင်တင်မောစီကိုစားသုံးဖို့အတွက်ကလည်းလေကူပါရင်တင်မောစီကိုကြိတ်ပြီးတော့နှွားနို့တတိဖြော်ရည်ဒါမှမဟုတ်ရင်အတုပ်တွေထဲမှာထည့်စားနိုင်ပါရင် ဒါမှတင်မောစီရဲ့အာနိသင်တွေကိုအပြည့်ဝရရှိနိုင်မှာပါ။ဒါပေမဲ့တင်မောစီမှာဘေးထွက်ဆိုးကျိုးတချို့လည်းရှိနိုင်တာကြောင့်သတိပြုဖို့လည်းလိုအပ်ပါရင်ကိုဝင်ဆောင်မိခင်နေနေတဲ့ကတော့တင်မောစီကိုရှာရှာပေးတင်ပါရင်။ဘာလို့လဲဆိုရင်တော့ကလေးမွေးလာတဲ့အခါမှာနှိုးဖြတ်ရခက်ခဲစေပြီးတော့အရွယ်ရောက်လာပေမဲ့နှိုးဖြတ်မရပဲဖြစ်တတ်စေလိုပါပဲ။ဒါကြောင့်မလို့တင်မောစီမစားခင်မှာဆရာဝန်တွေနဲ့ပထမအဦးဆုံးတိုင်ပင်ဆွေးနွေးတင်ပါရင်။တင်မောတီကိုစားတဲ့အခါအဆေးကိုအမြဲတမ်းလှုပ်ပြစ်လေးရှိပေမဲ့အခုလိုမျိုးတင်မောစီရဲ့အကျိုးကျေးဇူးတွေကိုသိရှိပြီးသွားရင်တော့လှုပ်ပြစ်တော့မှာမဟုတ်ဘူးလို့ကျွန်တော်ကတော့တွေးမိပါရင်။ ။ဒါနဲ့လူကြီးမင်းတို့ရဲ့မိတ်ဆွေတွေလည်းတင်မောတီရဲ့အကျိုးအဖြစ်တွေကိုသိရှိရလေအောင်လို့ဗီဒီယိုလေးကိုရှယ်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။